မင်္ဂလာပါခင်ဗျာကိုယ့်ရဲ့ရိုးရိုးတက်ပုံတွေကို AI နဲ့ဘလိုမျိုးကာတွန်းပုံအဖြစ်ဖန်တီးမယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာပြန်လဲမျှဝေပြပါမယ်ဒီနေ့ဗီဒီယိုမှာတော့နီလန်းတစ်ခုကိုအတုံးပြုပြီးတော့ဖန်တီးပြမှာဖြစ်ပါတယ်ပထမနီလန်းကိုအတုံးပြုလို့မရဘူးဆိုရင်တော့ဒုတိယနီလန်းကိုအတုံးပြုလို့ရမှာဖြစ်ပါတယ်ဒါဆိုရင်နီလန်းတစ်ခုလေးရတစ်ခုကိုကိုအတုံးပြုလို့ရမယ်နီလန်းတိုင်းအတုံးပြုလိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ရိုးပုံတွေကကာတွန်းပုံအဖြစ်ပြောင်းလဲပြီးမှဖြစ်ပါတယ်ဒါဆိုရင်ဘလိုမျိုးလုပ်မယ်ဆိုတော့ကျွန်တော်နဲ့တူလိုက်ပြီးတော့လုပ်ကြည့်အောင်ပထမဆုံးနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာချက်ကြည့်ပြီး ဆိုရယ်လို့ရှိဖို့လွယ်ပါတယ်နောက်တစ်ခုကတော့ TikTok ဆိုရယ်ရှိရမှာဖြစ်ပါတယ်ချက်ကြည့်ပြီးတော့ TikTok ရှိပြီဆိုရင်တော့အကောက်ဖွင့်ပြီးဖို့လွယ်ပါတယ် TikTok ကတော့ကျွန်တော်တို့မှာအကောက်ဖွင့်ပြီးရရှိမှာပါဒါဆိုရင်ကျွန်တော်တို့မှာလွယ်တာတော့တချို့ဖုန်းတွေမှာတော့ချက်ကြည့်ပြီးမရှိဘူးဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ဖုန်းထဲမှာချက်ကြည့်ပြီးတည်းမရှိဘူးအကောက်လည်းဖွင့်ရင်မှုဆိုရင်တော့ TikTok မှာလုံးလဲနီးလန်းနိုင်မယ်အတော့ပြုလို့ရပါတယ်နည်းနည်းလေးပြူရောကြော်ပြီးရောကြည့်လိုက်ပါ โอเคဒါဆိုရင်ပထမဆုံးနည်းကိုကချက် GPT ကလောက်ရှင်နေဆိုရင်တော့ချက် GPT ဆိုဝယ်ကိုကိုယ့်ရဲ့ဖုန်းထဲမှာထည့်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ဖုန်းထဲမှာချက် GPT ရှိရင်တော့တခါလဲဝင်ရောက်လို့ရပါတယ်ချက် GPT ဆိုဝယ်မရှိဘူးဆိုရင်တော့ Play Store ကိုတစ်ချက်သွားလိုက်ပါမယ် Play Store လေးရောက်တာနဲ့အောက်က Cyber ကိုတစ်ချက်နေပြီးရနဲ့အပေါ် Cyber ကိုထပ်ပြီးတော့နေပြီးတော့ချက် GPT ကိုရိုက်ချပြီးရနဲ့ချက် GPT ကိုအလွယ်တကူပဲ download လုပ်ရပါတယ် ချက်ချင်ဗီဒီယိုဒေါင်းလုပ်တဲ့ခါမှာချက်ချင်ဗီလူပေါ်ကအဖြူရနောက်ခံဖြစ်ပါတယ်အပေါ်မှာလည်းအမေရောနည်းနည်းပဲရှိပါတယ်ပြီးရနဲ့ထပ်ပြီးတော့ဒီကြချက်ချင်ဗီက open ai နေပြီးတော့ထုတ်တာဖြစ်တဲ့အတွက် open ai လို့ပေါ်နေမှာဖြစ်ပါတယ်ချက်ချင်ဗီအောင်မှာ open ai လို့အပြာရောင်ဆောင်လုံးလေးနဲ့အနှဲငယ်လေးတိတိလေးပေါ်နေမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ software ကို download ပြီးရနဲ့အပြင်တစ်ချက်ပြန်ထွက်လိုက်ပါမယ်အပြင်ရောက်တဲ့ချက်ချင်ဗီလေးကိုတစ်ချက်ဝင်လိုက်ပါမယ်ချက်ကြည့်ပြီးရောက်တာနဲ့ပထမဆုံးအနေနဲ့အကောက်ဖွင့်ပြရမှာဖြစ်ပါတယ်အကောက်ဖွင့်ဖို့အတွက် အကောက်တစ်ခုလုံးတည်းဆိုင်ကနေပြီးတော့ဝင်ရောက်ပြီးတော့ဖွင့်လို့ရတယ်လို့အကောက်ဟောင်းနဲ့ပြန်ဝင်မယ်ဆိုရင်တော့အောက်မှာရှိတဲ့လော့အင်ကနေပြီးတော့ဝင်လို့ရပါတယ်ဒီနေ့ပြန်မလို့မြင်းမြန်ဆန်ဆန်ပဲအကောက်ဖွင့်လို့ရအောင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail ကောင်းနဲ့ပဲတွဲပြီးတော့ရှိပြန်မှာဖြစ်ပါတယ် Gmail ကောင်းနဲ့မြင်းမြန်ရှိဖို့အတွက်အပေါ်မှာရှိတဲ့ Connect Google ကိုနှိပ်ပြရမှာဖြစ်ပါတယ်ကိုနေဝေကိုကနှိပ်ပြရနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail ရေပေါ်လာမှာဖြစ်ပါတယ်။ကိုချိတ်ချင်တဲ့ Gmail account ကိုနှိပ်ပြလိုက်မှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ချစ်ချစ်ပြီးအကောက်ကအော်တိုဝဲပွင့်တော်မှာဖြစ်ပါတယ်။ကိုယ့်ရဲ့ရိုးတက်ပုံတွေကို AI ကနေပြီးတော့ကာတုန်ပုံအဖြစ်ပြောင်းလဲဖို့ဆိုရင်တော့တစ်ချက်နှိပ်လိုက်ပါမယ်။နှိပ်ပြန်ကျွန်တော်ဒီဘက်အထောင်းမှာရှိတဲ့ဒီတက်ပုံလိုကိုလေးရှိရဲအဲ့ဒီနေရာကိုတစ်ချက်နှိပ်ပြလိုက်မယ်။ပြန်နဲ့ပေါ်တိုထပ်ပြီးတော့နှိပ်ပြမယ်။ပေါ်တိုနှိပ်ပြရတဲ့ကိုပြောင်းကျင်တဲ့တက်ပုံကိုပြပြရမှာဖြစ်ပါတယ်။တက်ပုံကိုအမှန်ကြီးရှိပြရတဲ့အောက်မှာရှိတဲ့အက်ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ ဒါဆိုရင်တက်ပုံကျွန်တော်တို့အလော့တင်ပြီးဖြစ်ပါတယ်အလော့တင်ပြီးရတယ်ကျွန်တော်တို့ကအောက်မှာစာရေးပြရမှာဖြစ်ပါတယ်ကျွန်တော်ရေးပြဖြစ်တဲ့ copy ကုတာဖြစ်ပေတဲ့ batch ပေးပါမယ်ကျွန်တော်ဒီစာရေးပြရမှာဖြစ်ပါတယ်ဒီစာရေးပြရတယ်ကျွန်တော်တို့ကပို့လိုက်မှာဖြစ်ပါတယ်ခဏလေးစောင့်ပြီးဖို့လိုလိုအပ်ပါတယ်ဒါဆိုရင်တော့အခုနောက်အပေါ်ကပုံကိုကျွန်တော်တို့အောက်မှာရှိတဲ့ကာတုန်းပုံကိုဖြည့်ပြောင်းလဲနေပါပြီ။မိနစ်အနေငယ်တော့ကြာနေပါတယ်။အရင်ကြီးလိုမကြာပါဘူး။ ီဗီယာတပ်ပုံတွေကိုကာတုံပုံအဖြစ်ဖန်တီးလို့ရမှာမဟုတ်ပါဘူးတခြားကိုဆွဲကျင်တဲ့တပ်ပုံလုံးနဲ့တပ်ပုံတွေကိုလည်းဆွဲခိုင်းလို့ရပါတယ်ပြီးတော့ကိုမေးကျင်တဲ့အကြောင်းအရာတွေကိုလည်းညမာလုံးမေးပြီးတော့သူကညမာလို့စာနဲ့ပြန်ရှင်းပေးနိုင်ပါတယ်ကိုတိကျင်တဲ့အကြောင်းအရာတွေကိုမေးမြန်းလို့လည်းရပါတယ် GB ကနေပြီးတော့ကိုယ့်ရဲ့ရိုးရိုးတပ်ပုံကိုကာတုပုံဖြစ်ဖန်တီးပြီးအောင်မြင်တော့ရဖြစ်ပါတယ်ကျွန်တော်တို့ကဒီပုံလေးကိုလိုချင်မှာကတစ်ချက်ထောက်လိုက်ပါမယ် 6ပြည်ကနေကျွန်တော်ဆေးကိုနှိပ်ပြလိုက်ပါမယ်ဒီဓပုံကိုဖန်တီးတဲ့အချိန်မှာကျွန်တော်3မိနစ်နည်းနည်းလေးကြော်ကြော်ကြာနိုင်ပါတယ်ပို့ပြီးတော့လည်းလိုင်းမကောင်းရင်မကောင်းလို့လို့ကြာနိုင်ပါတယ်ရရတော့ရမှာပါโอเคဒါဆိုရင်ကျွန်တော်တို့ကချက်ချီပြရနေတဲ့တပ်ပုံလေးဘယ်လိုမျိုးဖန်တီးရမလဲဆိုတော့ဒီတော့လောက်ပြီးထင်ပါတယ်တကယ်လို့ချက်ချီပြရနေပြီးဖန်တီးရတာအဆင်မပြေဘူးဆိုရင်တော့တတ်တော့မှလည်းဖန်တီးလို့ရပါတယ်တတ်တော့ကနေဖန်တီးဖို့အတွက်ချက်ချီပြရနေအပြင်တစ်ချက်ပြန်ထွက်လိုက်ပါမယ်ပြရနေတတ်တော့လေးကိုတစ်ချက်ဝင်ပေးလိုက်ပါမယ် တတူရရတာနဲ့အပေါ်ဆိုင်ပါအောင်တစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်။ပေါ်ဆိုင်ပါအောင်နှိပ်ဖို့အတွက် AI ကာတွန်းအဖက်ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်တော့ AI ကနေပြီးတော့ကာတွန်းပုံတွေဖန်တီးဖို့အတွက်ဒီမှာဆိုရင်၃ရောက်တွေ့နေရမှာဖြစ်ပါတယ်။ကျွန်တော်တို့အပေါ်ဆုံးတရားကိုပဲကြည့်ပြရမှာဖြစ်ပါတယ်။တခြားအောက်ကလူတွေထပ်ပြီးတော့ကိုရွေးချင်ရင်ရွေးပြလို့ရပါတယ်။ကိုအစင်းမြင့်တရားကိုရွေးပြရမှာဖြစ်ပါတယ်။ကျွန်တော်အပေါ်ကပဲရွေးပြထားပါတယ်။ပြန်နဲ့အောက်မှာရှိတဲ့ use it အဖက်ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ ပုံကိုတိုက်ရိုက်ပဲကင်မရာနဲ့ဖွင့်ပြီးတော့ဖန်တီးလို့ရတယ်လို့ကိုဖုန်းထဲမှာရှိတဲ့တပ်ပုံတွေကိုလည်းဖန်တီးလို့ရပါတယ်ကိုဖုန်းရဲ့တပ်ပုံတွေကိုဖန်တီးမယ်ဆိုရင်တော့ဒီမှာအပေါ်မှာတပ်ပုံတွေရှိပါတယ်အပေါင်းလေးနေပြောတဲ့ခရီးလေးကိုတိုက်ရိုက်ဝင်လို့ရပါတယ်ကျွန်တော်အပေါ်မှာရှိနေတဲ့အတွက်ကျွန်တော်အခုနောက်တပ်ပုံကိုပဲထပ်ပြီးဖန်တီးလိုက်မယ်ဒီကတရားကရုံးဖြစ်ရတဲ့ကျွန်တော်ရောဒီရိုးတပ်ပုံတော်နဲ့ကာတွန်းပုံအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ခဏလေးလောဆောင်းပြီးဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့ကာတွန်းပုံအဖြစ်ပြောင်းလဲသွားပြီဖြစ်ပါတယ် ကျွန်တော်ကဒီပုံလေးကိုလိုချင်မှာကားတစ်ချက်အောက်မှာရှိတဲ့နေရာကိုနှိပ်ပေးလိုက်မယ်။ပြီးရရင်ကျွန်တော်ကခဏရက်ပလိုက်မယ်။ပြီးရရင်ကျွန်တော်ကခဏရက်ပြီးရတဲ့မန်ချစ်ကိုချိန်လိုက်မယ်။နေရာကိုနှိပ်ပေးရမယ်။နှိပ်ပြီးတော့ကျွန်တော်ကစခွင်ချော့ရိုက်ပေးရမှာဖြစ်ပါတယ်။စခွင်ချော့ရိုက်ပြီးတော့ကျွန်တော်လိုချင်တဲ့အပိုင်းလေးကိုဖြတ်လိုက်မယ်။ဖြတ်ကက်ညင်းလိုလိုက်မယ်နော်။ဖြတ်ကက်ညင်းလို့ပြီးတော့ကျွန်တော်ကအပေါ်မှာရှိတဲ့စိတ်ကိုနှိပ်လိုက်ပါမယ်။ ဒါဆိုရင်တော့ဒီတက်ပုံကြီးကကိုယ့်ရဲ့ဖုန်းထဲမှာစခွင့်ချော့နေရာလေးမှာရောက်နေမှာဖြစ်ပါတယ်ဟိုမတင်ချင်မှာက region ချဲ့ထွက်လိုက်ပဲပြန်နဲ့အမှိုက်ကြီးကိုရှင်းလိုက်မယ်ပြန်နဲ့အပေါ်မှာရှိတဲ့အမှိုက်ပုံလေးနှိမ့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့တက်ပုံကိုလည်းမတင်လိုက်ဘူးဒါပေမဲ့အဲ့ဒီတက်ပုံကိုကျွန်တော်တို့ကရောက်နေမှာဖြစ်ပါတယ်ဒါကတော့ခုနချက်ချီပြန်တော့ဖဏိတာလည်းပုံဖြစ်ပါတယ်တခုနဲ့တူကတော့တူမှာမဟုတ်ပါဘူးဒါကတော့ကျွန်တော်တို့ကတခုနဲ့တခုရဲ့ရတာမှာဖြစ်ပါတယ်